မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့မြောက်ရီမြို့မှာရှိတဲ့အချမ်းပတ်စစ်ခွေးတပ်ကမတရားချိတ်ပိတ်ခဲ့တဲ့ပြည်သူ့ဝိုင်းနေအိမ်များထဲမှာမေးလက်ပံရွာကနေထွက်ပြေးလာတဲ့ကြားဖြတ်တရုတ်များကိုထားထားပြီးတော့ပြည်သူများကတိုင်ကြားတဲ့အခါမှာကြားဖြတ်များကို ဟန်ပြဖမ်းဆီးမှုတွေလှုပ်ဆောင်ပြနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AAC ကိုရဲမင်းရဲ့မြောက်ရီမြို့မှာရှိတဲ့နေအိမ်ကိုစစ်ခွဲတပ်က2021ခုနှစ်စစ်အာဏာသိမ်းစန့်ကျင်ရေးတမိတ်မှာပါဝင်ခဲ့တဲ့အတွာချိတ်ပိတ်ခဲ့ပြီးတော့အဲ့ဒီချိတ်ပိတ်ထားတဲ့ကိုရဲမင်းရဲ့နေအိမ်မှာကြားပြန့်တရုတ်များကိုစစ်ခွဲလက်အောက်ခံကရင်လက်နက်ကိုင်အဖွဲ့ကလာထားထားတယ်လို့သိရပါတယ်။အဲ့ဒီနောက်ပဝင်းကျင်းကပြည်သူများကတိုင်ကြားတဲ့အခါကျမှကိုရဲမင်းရဲ့နေအိမ်ကကြားပြန့်တရုတ်များကို စစ်ခွေးတပ်ကအယောင်ပြဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗျ။သတင်းထဲမှာတက်လာတော့အံ့ဩသွားတယ်။ကြားဖြတ်နေဝင်ဖမ်းသွားတယ်ဆိုတော့ကိုယ့်အိမ်ကိုမှတ်မိတာပေါ့။2021ခုနှစ်အစပိုင်းကတည်းကချိတ်ပိတ်ခံထားရတယ်ကျွန်တော်အိမ်ပဲဟာ။အဲ့ဒီအိမ်လေးမှာဒီလိုကြားဖြတ်နေအကြမ်းဖက်စစ်ခွေးအုပ်စုရဲ့လက်ဝေကန်လက်ပါစီလက်နက်ကိုင်တပ်ဖွဲ့တွေကဒီကြားဖြတ်တရုတ်တွေကိုသွားထားတယ်။ရက်ကွက်အုပ်ချုပ်ရေးဘူးတွေနဲ့ပေါင်းပြီးတော့ပေါ့။ပြီးတော့စစ်ခွေးတွေကဝင်ပြီးတော့ဖမ်းပြတယ်။ဒေါ်လန်ရေးထဲမှာပါလို့ချိတ်ပိတ်ခံထားရတဲ့ပြည်သူတွေရဲ့အိမ်တွေကိုတောင်မှ ကြားဖြတ်နေထားပြီးတော့မှဝင်ဖန်းတဲ့အကွက်တွေဆိုတော့ကျွန်တော်တို့ချိတ်ပိတ်ခံထားရတဲ့အင်ပန်ရှင်လေးအနေနဲ့နှစ်ချိန်ရင်နာခံစားရတယ်စိတ်မကောင်းဖြစ်ရတယ်လို့ AAC ကိုရဲမင်းကရှင်းပြထားပါတယ်။မြောက်ရင်မြို့နယ်မှာရှိတဲ့ချိတ်ပိတ်ခံထားရတဲ့အိမ်များကိုနိုင်ငံတော်ပိုင်ဖြစ်တဲ့အတွက်မြေသူမှကျူးကျော်ဝင်ရောက်ခွင့်မရှိဘူးဆိုပြီး အကြမ်းမဲ့စစ်ခွေးတပ်ကစီကန်းထုတ်ထားတော့လေ၎င်းတို့ရဲ့စီကန်းကို၎င်းတို့ဘာသာချိုးဖောက်နေခြင်းဖြစ်တယ်လို့၎င်းကရှင်းပြထားပါလေချိတ်ပိတ်ခံထားတဲ့အိမ်လေးကိုလွန်ခဲ့တဲ့၃လရက်ကမေလပန်ကကြားဖြန့်ကထွက်ပြေးလာတဲ့လူတွေရောမြောက်ရီတောင်ပန်ချမ်းရှောင်းတိန်ထွက်ပြေးလာတဲ့လူတွေရောကြားဖြန့်တွေကိုအမှတ်လေးရက်ကအုပ်ချုပ်ရေးမှုနဲ့အတူ DGBA ကဘုံမှုအစ်စ်ရှိတဲ့အရာရှိတအူးကလာထားသွားတာတဲ့ရက်ကထဲကတည်တဲ့သူတွေကပြန်ပြောပြတယ်၂၈ရက်နေ့ညက ဒီအိမ်ထဲကိုစစ်ကောင်စီနဲ့ပူးပေါင်းအဖွဲ့တွေကကြားဖြတ်နေရှိတယ်။ရက်ကွက်ကတိုင်နေဆိုပြီးတော့ဝင်ဖမ်းပြတယ်။သတင်းဌာနတွေကသတင်းတက်လာမှသိရတာအင်မတန်မှစိတ်မကောင်းဖြစ်ရပါတယ်။ကျွန်တော်အိမ်ကိုပြစ်ပြီးတော့ပြေးခဲ့ရတာကျွန်တော်တို့အိမ်လေးချိတ်ပိတ်ခံလိုက်ရတယ်။ချိတ်ပိတ်ခံရတဲ့ကျွန်တော်အိမ်ထဲမှာမှကြားဖြတ်နေကိုထတ်ထားပြီးဒီလိုရုပ်ရှင်ရိုက်ပြတဲ့အကွက်မျိုးတွေကြောင့် နှစ်ကြိမ်နှစ်ခါပို့ပြီးရင်နာရပါတယ်စိတ်မကောင်းဖြစ်ရတယ်လို့ AAC ကကိုရဲမင်းကဖြည့်စင်ကိုရှင်းပြထားပါတယ်လက်ရှိအချိန်မှာကြားဖြတ်များဟာခိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်တွေကထွက်ပြေးနေကြပြီးတော့ဖန်ဟန်ကနေတဆိတ်ရန်ကုန်မန္တလေးကိုအလုံးရင်းနဲ့ဝင်ရောက်နေကြတယ်လို့သိရပါတယ်မြန်မာနိုင်ငံအနှံ့မှာတော်လန်ရင်းလုပ်ပြီးတော့ချိတ်ပိတ်ခံထားရသူများရဲ့အိမ်များမှာကြားဖြတ်များဝင်ရောက်နေရာယူခြင်းနေရာပေးခြင်းများဖြစ်လာနိုင်တယ်လို့ပြောပါတယ် အကြမ်းဖက်စစ်ကွေးအုပ်စုနဲ့ဆက်နွယ်နေသူများကအခုလိုလှုပ်ဆောင်လာနိုင်ကတော်လန်ပြည်သူများရဲ့ချိတ်ပိတ်ခံရတဲ့နေအိမ်များမှာကြားဖြတ်တရုတ်များကဝင်ရောက်ပြီးတော့အလုအလုကင်မှုများလည်းဖြစ်ပေါ်လာနိုင်တယ်လို့ AAC ကိုရဲမင်းကပြောပြထားပါတယ်။အလားတူပဲမွန်ပြည်နယ်၊ပေါင်မြို့နယ်၊ရန်ကုန်မော်လမြိုင်ရထားလမ်းပိုင်းမှာရှိတဲ့ရင်းငိန်ဘူရာမှာမြန်မာနိုင်ငံသားမှတ်ပုံတင်ဆက်သုံးမြင်းဆောင်ကင်ဆောင်ထားတဲ့ကြားဖြတ်တရုတ်အယောက်တရာကျော်ကိုဖမ်းဆီးရမိခဲ့ကြောင်းဒေသခံပြည်သူများနဲ့စီရေးတရင်အေးမင်းကပြောပါတယ်။ နိုဗ ెంబ ာလ26ရက်နေ့မနက်7:00နာရီအချိန်မှာမြောက်ပြည်မြို့နယ်အတွင်းမှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေကနေထွက်ပြေးလာတဲ့ ပြည်နိုင်ငံသားတရတအူဟာရင်းငိမ်မှုတာကိုအင်စည်းကဟိုက်ချက်ကားများနဲ့ရောက်ရှိလာတယ်လို့သိရပါဗါးအဲ့ဒီကြားဖြန့်တရုတ်များကရထားနဲ့ဆက်လက်ပြီးတော့ခရီးထွက်ရပြင်ဆင်နေတဲ့အချိန်မှာပြည်သူများကတိုင်ကြားတဲ့အတွက်စစ်တပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးဖမ်းဆီးခံသူအများစုဟာရှားပြည်နယ်မှတ်ပုံတင်73မြင်းဆောင်ကန်ဆောင်ထားသူများဖြစ်တယ်လို့သိရပါဗါးဖမ်းဆီးခံတဲ့ကြားဖြန့်တရုတ်များထဲမှာအမျိုးသမီး39ဦးနဲ့အမျိုးသား69ဦးတို့ပါဝင်ပြီး ပေါင်မြို့နယ်ရဲစခန်းကအမှုဖွင့်စစ်ဆင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မောင်ပြည်နယ်ရေးမြို့နယ်ဗရောင်းရွာအနီးစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတိုက်ခတ်ရာစစ်ခွေးခုနှစ်ကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဝင်ဘာလ25ရက်နေ့မှာရေးမြုံနယ်ဗရောင်းကျေးရွာအနီးကိုအင်အား150ခန့်ပါဝင်တဲ့စစ်ခွေးတပ်ရဲ့စက်က79လက်အောက်ခံတပ်ပေါင်းစုများကစစ်တောင်းထိုးလာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲဟာအဲ့ဒီနေ့မွန်လယ်တနအီကန်းကစတင်ခဲ့ပြီးတော့အကြမ်းမဲ့စစ်ခွေးတွေဘက်က၃ကောင်တေဆုံးက၂ကောင်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။မွန်လယ်2:50မိနစ်ခန့်မှာလဲဗရောင်းဖေးရအနီးမှာဒုတိယအကြိမ်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော့အကြမ်းမဲ့စစ်ခွေးတွေဘက်က၂ဦးတေဆုံးက တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲနိုဗ ెంబ ာလ28ရက်နေ့မနက်6:00နာရီကမှလည်းဘဲလက်မုတ်ရွာအပြင်ဘက်မှာရှိတဲ့ကျိုးတရအနီးမှာအကြမ်းဖက်စစ်ခွေးတပ်ကတော်လိုင်းရေးတပ်ဖွဲ့ဝင်များတိုက်ပွဲထမှန်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးနှစ်ကောင်တိုက်ဆုံးမှာနှစ်ဦးထမှန်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ တိုက်ခွဲက3ချိန်ဖြစ်ပွားခဲ့တာပေါ့စစ်ခွေး9ကောင်တင်ပြီးတော့9ကောင်ထိခိုက်ဒဏ်ရာရပါတယ်စစ်ခွေးတွေကဗရောင်းရွာအနီးကိုအင်အား150လောက်ပါဝင်တဲ့စစ်ကြောင်းနဲ့စစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်ပွားခဲ့တာပါလို့ဒမင်ရွှေထီးကြိုက်သူပြည်သူ့ကာကွယ်တပ်ဖွဲ့ကကာဝန်ရှိသူတို့ကပြောပြထားပါတယ် ၎င်းတိုက်ခိုက်မှုကို KNL တပ်မဟာ6တပ်ရဲနဆက်ခွန်ခွဲတဲ့တပင်းရွှေထီးကိုကြိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကို KNL တပ်မဟာ6တပ်ရင်နဆက်ခွန်ခွဲတဲ့တပင်းရွှေထီးကိုကြိုက်ပြည်သူ့ကာကွယ်တပ်နဲ့ဗျူဟာ33ချင်းမုံရေးတပ်ခွဲတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အလားတူပဲသခိုင်းတိုင်းမုံရွာမြို့နယ်မုံရွာ၆ဦးလမ်းပိုင်းမှာ စက်ကြီးကောက်နေတဲ့အကြပ်စစ်ခွေးများကိုတိုက်ခတ်ရာစစ်ခွေးတကောင်တေဆုံးခဲ့ကြောင်း Area 71 LPDF မုံရွာကအဖွဲ့ကောင်းဆောင်ကိုထွန်းကရှင်းပြထားပါတယ်။နိုဝင်ဘာလ26ရက်နေ့မနက်၈နာရီခွဲအချိန်ကမှမုံရွာ၆ဦးလမ်းပိုင်းမှာပြည်သူများထံကနေပြီးတော့စက်ကြီးငွေကောက်ခံနေတဲ့အကြပ်စစ်ခွေးတပ်ကိုမြမမန်တိုင်း73စီအယောင်းဆိုင်အနီးမှာတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အခုလိုအပြန်အလှန်ပြစ်ခတ်မှုအတွဲမှာအကြမ်းမဆိတ်ခွေးတွေဘက်ကဆိတ်ခွေးတကောင်တေဆုံးကနောက်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာဒွန်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရပ်ဆိုင်းထားတဲ့ AR မြေဆုံရေအားလျက်စစီမံကိန်းအတွာမင်းအွန်လိုင်းကဥဆောင်အဖွဲ့ဖွဲ့စည်းလိုက်ပြီးတော့တရုတ်ယူနန် SBIC YN Company နဲ့အတူလုပ်ငန်းများကိုပြန်လည်စတင်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းက AR မြေဆုံမြေညာမြေဝမ်းရေအားလျက်စစီမံကိန်းဥဆောင်အဖွဲ့ကို အခုနှစ်ဩဂတ်စ29ရက်နေ့မှာဖွဲ့စည်းလိုက်ပြီးတော့မြေဆုံစီမံကိန်းအတွက်သုတေသနလုပ်ငန်းများဤပညာဆိုင်ရာဖြည့်ရှင်းချက်များနဲ့ပြည်သူဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်နေကြောင်းသိရပါဗျ။ ARD မြေဆုံမြင့်ညာမြေဝမ်းရေအားလက်ဆက်စီမံကိန်းမှာလက်ဆက်စွမ်းအားဝင်ကြီးဌာနဒုဝင်ကြီးကခေါင်းဆောင်အဖြစ်ပါဝင်ပြီးတော့ကချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့တရားစတာရေးရာဝင်ကြီးကဒုတိယခေါင်းဆောင်အဖြစ်ပါဝင်ကအဖွဲ့ဝင်73ဦးပါဝင်တယ်လို့သိရပါဗျ။အဲ့ဒီအဖွဲ့ကတရုတ်ယူနန်ပြည်နယ်က SBIC Union International Power Investment Company Limited SPIC YN နဲ့အတူပူးပေါင်းပြီးတော့မြေဆုံရေအားလျှပ်စစ်စီမံကိန်းအတွက်သုတေသနလုပ်ငန်းများ၊ဤပညာဆိုင်ရာဖြည့်ရှင်းကြများ၊ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ၊စီးပွားရေးနဲ့ ဘန်နာရေးဆိုင်ရာလုပ်ငန်းများစီမံဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ဥဆောင်အဖွဲ့ကလမ်းညွှန်ချက်ပေးခြင်းနဲ့ဆုံးဖြတ်ချက်ချခြင်းအပါအဝင်လုပ်ငန်းများဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်မြေဆုံစီမံကိန်းအတွာတရုတ်အစိုးရနဲ့မြန်မာစစ်တပ်ကြားမှာညှိနှိုင်းဆောင်ရွက်နိုင်ရေးကိစ္စများကိုလည်းအဲ့ဒီဥဆောင်အဖွဲ့ကအထောက်ပံ့ကူညီပေးမယ်လို့သိရပါဗျ။မြေဆုံစီမံကိန်းဥဆောင်အဖွဲ့ကတရုတ်ဘက်နဲ့အစည်းအဝေးနှစ်ချိန်ရှိခဲ့ပါပြီ။အခုကလုပ်ငန်းပြန်စပြီဆိုပေမဲ့ on paper တွေပဲအဓိကသွားနေတော့မယ်လို့နေပြည်တော်သတင်းရေးမှကပြောပြထားပါဗျ။ 这边是奎岗路，没有那个，一手一阿里的西门我，第二呢不帮三元内庄，我可啥都是听你的，用那个第二见牛嘛，你妈丢，身为不帮三元不，你等于白送白嘛，突破表书给完了，阿里面熟西门狗，哈，是奎阿那些。 ပန်းရွှေလက်ထက်2002ခုနှစ်ကတည်းကလေးလာရေးစလုပ်ခဲ့ပြီးတော့တရုတ် CPI ကုမ္ပဏီနဲ့အကျိုးတူလုပ်ကင်ခဲ့ရာကနေပြည်သူလူထုရဲ့ဝိုင်းဝန်းကန့်ကွက်မှုကြောင့်2012ခုနှစ်မှာဦးသိန်းစိန်အစိုးရရဲ့အမိန့်နဲ့ယာယီရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ခွေးတပ်ကိုထောက်ခံပြီးတော့ဘောမနေတဲ့ရုပ်ရှင်အစည်းယုံဥက္ကဋ္ဌအောက်တန်းစားတားဖ2ယောက်ဖြစ်တဲ့ကြီးစိုးထွန်းနဲ့ချမ်းသာကြီးစိုးစောက်ဘောတွေခစ်တဲ့ဒိန်းတော် ဒါရိုက်တာမီးပွားမင်္ဂလာရုပ်ရှင်ရုပ်ပိုင်ရှင်ဇော်မင်းတို့ကိုပြန်ကြားရေးညွှန်ချုပ်အေးကျွယ်နဲ့အတူတရုတ်ရုပ်ရှင်ပွဲတော်ကိုဆေလွတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံယူနန်ပြည်နယ်မှာနိုဗမာလ28ရက်နေ့ကနေဒီဇင်ဘာလ1ရက်နေ့အထိလျံချမ်းမဲကောင်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ရသက်တပတ်ပွဲတော်ကိုပြုလုပ်လျက်ရှိပြီးတော့အဲ့ဒီပွဲကိုစစ်ခွေးတပ်ကရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအောက်တန်းစားတာဖာ2ယောက်ဖြစ်တဲ့ကြီးစိုးထွန်းနဲ့ချမ်းသာကြီးစို ရိုက်တာမီးပွားဟာတာတယောက်ဆောင်စောက်ပေါ်ဒိန်းတော်မင်္ဂလာရုပ်ရှင်ုံပိုင်ရှင်နာဘူးကြီးဇော်မင်းတို့ကိုဆေးလွတ်လိုက်တယ်လို့သိရပါတယ်။ဒါအပြင်ပြန်ကြိုင်းဝကြီးဌာနကညွန်ကျုပ်အေးသွဲကဥဆောင်ပြီးတော့ရုပ်ရှင်ပွဲတော်ကိုလာတက်ခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီပွဲတော်မှာစစ်ခွေးတက်ကဇကာနှက်ကပါဝင်ပြသခဲ့ပြီးတော့အဲ့ဒီဇကာများဟာသဘင်သေးများနှင်းစီနဲ့ စစ်သူသာတန်းတပွင့်ဖြစ်ခဲ့ရင်ဆိုတဲ့ရုပ်ရှင်ကားနှက်ကားဖြစ်တယ်လို့သိရပါဗါးစစ်ခွေးတက်ကနိုင်ငံခြားအခွင့်အလမ်းဖြစ်တဲ့တရုတ်ရုပ်ရှင်ပွဲတော်ကိုဆေးလွတ်ရမှာ၎င်းတို့အတွက်ဝါဒဖြန့်ပေးပြီးတော့စစ်ခွေးထောက်ခံတဲ့လှုပ်ရှားမှုနဲ့ရွေးကောက်ပွဲမဲပေးရေးစီးအောင်လှုပ်ရှားမှုများမှာပါဝင်သူများကိုသာအဓိကခေါ်ယူသွားတယ်လို့သိရပါဗါးစစ်ခွေးတက်ကခေါ်ဆောင်သွားတဲ့သူတွေဟာတရုတ်ရုပ်ရှင်ပွဲတော်မှာ၎င်းတို့နဲ့ပတ်သက်တဲ့အမှုပညာချပြစရာဘာတစ်ခုမှမရှိဘဲစစ်ခွေးထောက်ခံမှုအတွက်စုလက်အဖြစ်နဲ့ တက်ခွင့်ပေးခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါရိုက်တာမီးပွားဆိုတဲ့မအေဘေးကြီးကလည်းအခုကမင်းအောင်လည်းရဲ့တာအောင်ပြေဆုံးကုမ္ပဏီကလုပ်နေတဲ့ show light မှာလည်း ေးနိုင်ရုပ်ရှင်ဒါရိုက်တာဖြစ်လာပါတယ်။ဘာလို့လဲဆိုတော့အတူရောက်ရွေးကောက်ပွဲအတွက်ကမ်ပိန်းတွေကိုသူကပြန်ကြားရေးဝန်ကြီးမောင်မောင်အုံးကိုအဓိကအကြံပေးတဲ့အပြင်မြေပြင်မှာလည်းပြန်ကြားရေးညွှန်ချုပ်အေးချွေနဲ့အတူအတူတူလှုပ်ဆောင်ခဲ့လို့အခုလိုမျိုးနိုင်ငံခြားသွားခွင့်ရပြီးမင်းအောင်လိုင်းရဲ့တာကုမ္ပဏီမှာပင်တိုင်းဒါရိုက်တာစောက်ပေါ်ကြီးဖြစ်လာတာပါလို့ဗရင်းရင်းမြစ်ကပြောပြထားပါတယ်။တရုတ်ရုပ်ရှင်ပွဲတော်မှာပြသနေတဲ့မြန်မာဇာတ်ကားနှစ်ခုမှာလည်း ခြေသူသာပန်းတပွေဖြစ်ခဲ့ရင်ဆိုတဲ့ရုပ်ရှင်စကားဖြစ်ပြီးဒရိုက်တာကောင်းဆန်ဝိတုပုံရခင်မင်းသားဆိုင်ဆိုင်ခန့်လိုက်နဲ့မင်းသမီးဝုံမုံရွှေရီတို့ကအဓိကပါဝင်တရုပ်ဆောင်ထားတယ်လို့သိရပါတယ်။သဘင်တဲ့များနေစီရုပ်ရှင်ကတော့ဒရိုက်တာမင်းဆက်တဲ့ရိုက်ကူးပြီးတော့တရုပ်ဆောင်မိမိကိုကိုကပါဝင်တရုပ်ဆောင်ထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ နောက်ကတင်ဆက်ပေးရမယ့်သတင်းအရောမကွေးတိုင်းပေါ့မြုံနယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကရေးရွာတောင်ရွာနဲ့ဘိုးကိုချင်းကြားထဲမှာနေမိုင်းတွေထောင်ထားခဲ့တဲ့အတွက်ပြည်သူ၆ဦးမိုင်းနှမိပြီးတော့ပြင်းထန်တရားရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ19ရက်နေ့မှာပေါ့မြုံနယ်အတွင်းစိတ်ဖြူကပ္ပဆ22ကနေထွက်လာတဲ့တမကိုကိုစစ်ကြောင်းဟာ ေါင်းမြောင်နဲ့တောင်ပိုင်းကျေးွာများကိုစေချောင်းထိုးဝင်ရောက်ပြီးတော့လူနေအိမ်ဝိုင်းများဘိုးကိုချင်းများလေယာတော်များသွားရလမ်းများမှာနေမိုင်းများထောက်ထားခဲ့တယ်လို့သိရပါတယ်။အခုလိုနေမိုင်းတွေထောက်ထားခဲ့တဲ့အတွက်ပေါင်းမြောင်နဲ့တောင်ပိုင်းမှာရှိတဲ့ကျေးွာနေွာကပြည်သူ၃ဦးဟာမိမိရဲ့နေအိမ်ကိုပြန်ဝင်တဲ့အချိန်မှာမိုင်းနစ်မိပြီးတော့ခြေထောက်များဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲနိုဗမလ28ရက်နေ့မနက်9:00နာရီလောက်မှာပေါင်းမြောင်နယ်တောင်ပိုင်းမှာရှိတဲ့တီးကျောက်ရွာတပြေးအေးရွာနဲ့တဲတော်ရွာတို့ကဖွေမျိုးနီးစပ်တော်တဲ့ပြည်သူ၃ဦးဟာဆိုင်ကယ်တစ်စီးနဲ့ လေရိပ်ရန်သွားတဲ့အချိန်မှာအကြမ်းဖက်စစ်တပ်ကထောင်ထားခဲ့တဲ့မိုင်းကိုမြင့်မိပြီးတော့ပြည်သူတုံးဦးပြင်းထန်တန်းရာရရှိသွားတယ်လို့သိရပါတယ်။စစ်ခွေးတွေစစ်ကြောင်းထိုးတုန်းကမိုင်းတွေကိုတောက်လျှောက်တွေထောင်ထားခဲ့တာအခုပြည်သူတို့ရွာတွေကိုပြန်ဝင်လာနဲ့လေရာတွေကိုပြန်ဆင်းပြီးအလုပ်လုပ်တော့မိုင်းတွေကိုနင်းမိတာပေါ့ပြည်သူ၆ဦးပြင်းထန်တန်းရာရရှိသွားတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာပေါ့မြုံနယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အချိန်ကစတဲ့ပြီးတော့လက်ရှိအချိန်ထိလမ်းပြအဖြစ်နဲ့ဖမ်းဆီးလာတဲ့ပြည်သူ၅ဦးအပါအဝင် ခြေပါများအတွင်းကပြည်သူ၈ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးပြည်သူအယောက်၂၀ကျော်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗါဒါကြောင့်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ခွေးတပ်စစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့တဲ့နေရာများကိုသတိပြုပြီးတော့တွာလာကြရန်လူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်ဒီအဆိုင်ရာစီမံခန့်ခွဲရေးဌာနပေါ့မြို့ကအသိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစီအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြေတားရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမြေတားရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ။နေ့စဉ်မပြတ်အစီအမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြုံနယ်မှာစစ်သားတအုပ်ကိုပရိတ်ရည်နဲ့ထွက်ပတ်ခဲ့တဲ့အသက်60အရွယ်ဒေါ်ဆိုင်းလွင်ကိုစစ်ခွေးတပ်ကပြစ်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဝင်ဘာလ23ရက်နေ့မှာဝက်လက်မြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကစစ်သားတဦးအတက်ရောဂါခံစားနေရတဲ့အတွက်ကြေးရွာနေပြည်သူအသက်60အရွယ်ဒေါ်ဆန်းလွင်ကစေတနာနဲ့ပိရိတ်ရည်နဲ့ထွက်ပတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုပိရိတ်ရည်နဲ့ထွက်ပတ်တာကိုစစ်ကြောင်းမှလိုက်ပါလာတဲ့အရာရှိက သူ့ကိုဆုံးမကြီးဆိုပြောပြီးတော့တနက်နဲ့ပြစ်တက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုပြစ်တက်ပြီးတဲ့နောက်ဒေါ်ဆန်းလွင်ရဲ့ရုပ်အလောင်းကိုစိတ်ခွေးတွေကဆောင်းနဲ့တဲယူကတာနာရွာနဲ့မောက်ကျုံးရွာကြားမှာရုပ်အလောင်းကိုမြေမြုပ်ဖျက်ဖျက်ပြစ်ခဲ့တယ်လို့သိရပါတယ်အဖွားကရွာထဲကိုစစ်ကြောင်းဝင်လာတော့မပြေးဘူးလို့သိရတယ်စိတ်ခွေးစစ်ကြောင်းကရွာထဲရောက်တော့အိမ်တွေကိုလိုက်မွေနေတော့စိတ်ခွေးတကောင်ကမကောင်းဆိုးဝါးဝင်ပူးတယ်လို့အတက်ရောဂါဖြစ်တယ်လို့တွန့်လိန်ကောက်ကွေးနေတဲ့အချိန်မှာအဖွားကပေးရည်နဲ့ထွက်ပတ်ပြီးလား အဖွားရေနဲ့ပတ်လိုက်တဲ့အချိန်မှာအဲ့ဒီစစ်ခွေးကပြန်ငြိမ်သွားတာအဲ့ဒါကိုမြင်လဲမြင်ရောစစ်ကြောင်းမှာပါလာတဲ့ဆောက်ယူအရာရှိကစုံးမကြီးဆိုပြီးတော့တနတ်နဲ့ထပစ်လိုက်တာအဲ့ဒီမှာပြစ်တက်ပြီးတော့အလောင်းကိုစစ်ခွေးတွေဆောင်းနဲ့တည်ယူသွားပြီးငြိမ်မြုပ်ခဲ့တာလို့ဘန်ဒူလာနဲ့အဖွဲ့သားများတပ်ဖွဲ့ကကိုရမားကရှင်းပြထားပါဗါတယ်အဲ့ဒီအချက်ပတ်စစ်ခွေးစစ်ကြောင်းဟာအဲ့ဒီနေ့မှာပုံသားကြီးွာကိုဝင်းအောင်မိရှုံနေတဲ့အချိန်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကဝင်းအောင်တိုက်ခိုက်ခဲ့ရာ စစ်ခွေး35ဦးသေဆုံးပြီးတော့အများပြားထိခိုက်ဒဏ်ရာရရှိကလက်နက်30ကျော်နဲ့ခဲအံများကိုတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ